တာလီဇောပါဒီကနေ့မေလ20ရက်နေ့နရင်းစွာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုကျမမြန်နေခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်တည်င်းတွေကတော့မောင်တော့တိုက်ပွဲအတွင်းလက်နက်ရှာအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်နဲ့ဘူဒီတောင်ကစစ်သုံးမန်းမိသားစုဝင်300ကျော်ကိုအေအေကပြန်လုပေးခဲ့တဲ့တည်င်းရခိုင်မှာစစ်ကောင်စီရဲ့ဘုံကျဲမှုတွေကြောင့်အရဲသားတွေရဲ့စိတ်ပိုင်းဆိုင်ရာမလွန်ခြုံမှုတွေပုံမှုဆိုးရွားလာနေတဲ့တည်င်းနဲ့ ကျောက်ပြူအခြေဆိုင်တည်ရင်တွေမှာနက္ခနာပွေပြုလုပ်ပြီးအီအီကြဆုံးပါစေလို့ရွတ်ဆိုခိုင်းကယရိယာရှင်နေတဲ့တည်င်းအပြင်တခြားစိတ်ဝင်စားစရာ ကောင်းတဲ့တည်င်းတွေကိုလည်းဆက်လက်တင်ဆက်ပြီးတော့ပါမယ်ရှင်။မောင်တော်တိုက်ပွဲအတွင်လက်နက်ရှာအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်နဲ့ဗုဒ္ဓတော်ကစစ်သုံးမှန်းမိသားစုဝင်300ကျော်ကိုအီအီကပြန်လို့ပြေးခဲ့ပါဗျ။ မောင်နှောမြို့နေမှာမြူသိမ်းတိုက်ပွဲကာလအတွင်းလက်နက်ရအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲကအယောက်30ကျော်ကိုအာရခတက်တော်အီအီကပြန်လို့ပေးလိုက်တယ်လို့သိရပါဗျ။အီအီတန်လက်နက်ရှအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက32ယောက်ကိုမနေ့ကမေလ19ရက်နေ့မှာတယောက်ကိုလမ်းစီရိတ်တက်သုံးသိန်းစီထောက်ပံ့ပြီးတော့ပြန်လုပေးခဲ့တာဖြစ်တယ်လို့ ULA နဲ့နှိဆက်သူတယောက်ကနရင်းစရာကိုပြောပါတယ် အခမ်းအနားတရားပြုလုပ်ပေးပြီးတက်ဆိုင်ရာမိသားစုဝင်တွေနဲ့ချိတ်ဆက်ပြီးပြန်လိုပေးလိုက်တာလို့သူကဆက်ပြောပါရယ်။ဒါ့အပြင် အရခတက်တိုအီအီကရခိုင်ပြည်မင်းပြမြို့နယ်ကစစ်သုံးဘက်နဲ့မိသားစုဝင်အယောက်100ကျော်ကိုလူညင်းခွင့်ပေးပြီးနောက်ဘူတိတော်မြို့နယ်ကစစ်သုံးဘက်မိသားစုဝင်300ကျော်ကိုလေလူညင်းခွင့်ပေးလိုက်ပါရယ်။ဘူတိတော်မြို့နယ်ကစစ်သုံးဘက်မိသားစုဝင်အယောက်300ကျော်ကို မေလ16ရက်နေ့မှာ ဦးတီတော်မျိုးနဲ့အတွင်းကတနေရာမှာအခမ်းအနားနဲ့မိသားစုစီလွေပြောင်းပေးခဲ့တာဖြစ်တယ်လို့အေအေနဲ့နီဆက်တဲ့သတင်းရင်းမြစ်တွေကပြောပါရယ်လွတ်ပေးတဲ့အထည်မှာစစ်သုံးဘန်းတွေရဲ့မိဘတွေဇနီးမယားတွေနဲ့သားသမီးတွေပါဝင်တယ်လို့သတင်းရင်းမြစ်တယောက်ကပြောပါရယ်အေအေဟာမောင်တော်မျိုးနဲ့တခုလုံးကိုပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ကအပိတက်သိမ်းပိုင်နိုင်ခဲ့တာပါ ရခိုင်ပြည်အတွင်းစစ်ကောင်စီရဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်တာနဲ့လက်နက်ကြီးကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်အရဲသားပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေဟာပိုမိုဆိုးရွားလာနေတယ်လို့သိရပါတယ်ရခိုင်ကလွမြောက်နေမြေတွေမှာအရဲသားပြည်သူတွေနေထိုင်တဲ့မျိုးရော်ရက်ွက်တွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်တာလက်နက်ကြီးကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့်အရဲသားပြည်သူတွေထိခိုက်သေးဆုံးမှုတွေဟာနေ့စဉ်ရက်ဆက်ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေဟာစိုးရင်ကြောက်လန့်ပြီးစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေနဲ့နေရက်တွေကိုကုံဆုံးနေရတယ်လို့ရခိုင်လူငယ်အမျိုးသမီးတယောက်ကပြောပါရယ်။ဘေးနေမှာကိုရှိတဲ့နေရာကိုတစ်တဲ့ဘုံကျဲခံရမလဲကြောက်နေရပြီးဘလန်းကကားတန်ကြားတာကိုတော့လီရင်လာတွေထင်ပြီးထမင်းဆိုင်တန်လန့်နဲ့ထားပြီးရတယ်လို့ရခိုင်လူငယ်အမျိုးသမီးတယောက်ကပြောပါရယ်။မနေ့ကဆိုရင်လူအိတ်ချိန်လီရင်လာလို့အင်ရောက်ကိုဆင်းပြေးခဲ့ရပြီး ရခိုင်မာနေရတာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဘလို့မှမလုံခြုံတော့ဘူးလို့သူမဆက်ပြောပါရီစစ်ကောင်စီဟာအပြည့်ရထားတယ်လို့ပြောဆိုထားပြီးမဲ့မြေပြင်မှာစစ်ကြောင်းထိုးတာစစ်အင်အားဖြစ်တင်းတာတိုက်ပွဲဖော်ဆောင်တာလက်နက်ကြီးပစ်တာလေကြောင်းကနေတိုက်ခိုက်တာစတဲ့လုပ်ရက်တွေကိုလုံးဝရနာသွားတာမရှိဘူးလို့ဒေသခံတွေကပြောပါရီကျောက်ပြူမျိုးကစစ်ကောင်စီအခြေဆိုင်တည်ရင်တွေမှာ ကျောက်ပြူမြို့နယ်ကနမေကြီးနှက်တွေကိုပင်ဖိတ်ပြီးနကနာပွဲပြုလုပ်ပြီးတော့အီအီကြဆုံးပါစေလို့ရွတ်ဆိုခိုင်းပြီးရေရာရှည်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒီလ15ရက်နေ့မနေ့ပိုင်းမှာကျောက်ပြူမြို့နယ်အတွင်းကနှက်တွေဖြစ်တဲ့ကျွန်းရှင်မြို့ရှင်ကအစနမေကြီးနှက်တွေကိုပင်ဖိတ်ပြီးနကနာပွဲပြုလုပ်တာလို့စစ်တပ်မိသားစုတွေနဲ့ရင်းနှီးတဲ့ကျောက်ပြူဒေသခံတယောက်ကပြောပါတယ်။အဲ့ဒီရေရာရှည်မှုအလုပ်ကို ကြောက်ပြူမြို့နယ်တစ်ပုတ်တောင်အခြေဆိုင်တညောက်ရီရေတပ်ဌာနချုပ်ရဲ့အကြီးကဲရဲ့ညွှန်ကြားမှုနဲ့ပြုလုပ်တာလို့သိရပါဗျ။တောင်ကုန်းမြို့တိုင်းတိုက်ပွဲကာလအတွင်းကလေစက္ကခ၅ကဘူမုံရှုပ်ကောင်းမြင့်တဲ့အဖွဲ့ဟာလေတောင်ကုန်းမြို့တော်ရုပ်ထုကိုတက်ရင်အတွင်ပြုလုပ်ပြီးအေးအေးကြာဆုံးစေဖို့ဆူတောင်းပြီးတော့နက္ခနာဝေပြုလုပ်ခဲ့ပေမဲ့တောင်ကုန်းမြို့နယ်တစ်ခုလုံးကိုအာရခတက်တို့အေးအေးကတင်ပိုက်သွားခဲ့ပါဗျ။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလေးတင်ဆက်ပြီးတော့ပါမယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြန်မာအိန္ဒိယနေဆက်တမှုမျိုးအနီးပါကဖအဖွဲ့ဝင်၁၀ယောက်ကြာဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးအိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံကအမှုမှန်ပေါ်ပေါက်ဖို့ညှိနှိုင်းဆောင်ရွက်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကမေလ၁၉ရက်နေ့ညမှာသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီလိုပါကဖအဖွဲ့ဝင်၁၀ယောက်တည်ဆုံးခဲ့တာနဲ့ပတ်သက်ပြီး ကြည်သူတွေအနေနဲ့စိတ်ဝင်စားမှုမြင့်တက်နေတယ်လို့အိန္ဒိယအစိုးရကိုတော်လိုင်းအင်အားစုတွေကဝေဖန်တာတွေရှိနေပါတယ်။အမျိုးသားညညရေးအစိုးရတာဝန်ရှိသူတွေအနေနဲ့လက်ခံရရှိတဲ့သတင်းပေးပို့တိုင်ကြားချက်တွေအပြင်ကနဦးမြေပြင်အခြေအနေကြားမှာစစ်ဆေးမှုအစီရင်ခံစာတွေ့ရှိချက်တွေအရာအိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့ညီနိုင်ဆောင်ရွက်နေတာလို့ဆိုပါတယ်။မြန်မာနဲ့အိန္ဒိယနေဆက်အိန္ဒိယဖက်ချန်ကမနီပူရာပြည်နယ်ရှန်ဒီခရိုင် နယူးစန်တီကြီးရော်မှာစစ်ကောင်စီကိုဆန့်ကျင်တော်လှန်နေတဲ့တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ကတပ်ဖွဲ့ဝင်စီရဟွာမေလာဒုတိယအပတ်ထဲမှာတပ်ဖြတ်ခံခဲ့ရတာပါတပ်ဖွဲ့ဝင်စီရကိုမနီပူရာပြည်နေရေးနေဆက်လုံခြုံရေးနဲ့တောင်ကျန်းသူနေနေရေးတာဝန်ယူထားတဲ့အာတန်ရိုက်ဖေးတပ်ကနေပစ်ခတ်ခဲ့တယ်လို့အိန္ဒိယစစ်တပ်အပါအဝင်အိန္ဒိယသတင်းဌာနတွေကဖော်ပြခဲ့ပါတယ် နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးမနေ့ကတယ်လီဖုန်းနဲ့နှစ်နာရီကြာစကားပြောခဲ့တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြကြပါတယ်။အဲဒီလိုဖုံပြောပြီးနောက်မှာရုရှားနဲ့ယူကရိန်းတို့ဟာစစ်ပွဲရဲ့ဆိုင်းနိုင်ရေးအတွက်ဆွေးနွေးမှုတွေချက်ရှင်းစတင်ကြလိမ့်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရူးသ်ကနေတဆင်ပြောဆိုခဲ့ပါတယ်။ ငင်းကြဲရယူဖို့နဲ့ပတ်သက်လို့လိုအပ်တဲ့အခြေအနေတွေကိုတော့ရုရှားနဲ့ယူကရိန်းအကြားဆက်လက်ဆွေးနွေးဖို့လိုတယ်လို့ထရန့်ကပြောဆိုခဲ့ပါတယ်။အနာဂတ်ငင်းကြဲရသဘောတူညီမှုတစ်ခု ဖြစ်ပေါ်လာနိုင်ခြေတဲ့အတွက်ယူကရိန်းနဲ့နှူးနှစ်ဖက်ညီနိုင်လှုပ်ဆောင်သွားဖို့အသင့်ရှိနေပြီလို့ပူတင်ကပြောဆိုခဲ့တယ်လို့လေသတင်းတွေကဆိုပါတယ်။ဒါအပြင်ထရန့်ဟာယူကရိန်းသမ္မတဗလိုဒီမာဇလန်စကီနဲ့လေတိကျဖုံးပြောခဲ့တယ်လို့လေသိရပါတယ်။ထရန့်ရဲ့အမေရိကန်အစိုးရဟာ သုံးနှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့စစ်ပွေးကိုအဆုံးသတ်ဖို့ရုရှားကိုရော ယူကရိန်းကိုပါအပြင်းထန်ဖိအားပေးနေတာပါရှင်။နရီစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမတို့နရီစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလေးဝင်ရောက်ကြည့်ရှုနိုင်ပါ रे နရင်းစာရုပ်တန်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါ रे အားလုံးကျန်းမာရှင်လန်းကြပါစေရှင်